ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကရွှေစာရံဖျားပွဲလာရင်အမျိုးသားတအူးရင်းနှီးတည်ဆုံခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရွှေစာရံရွာမှာကျင်းပတဲ့ရွှေစာရံဖျားပွဲတော်ဟာဒီနှစ်ပွဲတော်ရဲ့မတိုင်ခင်ကတည်းကလာရောက်သူတွေနဲ့စီကားနေတယ်လို့ဈေးတဲ့တွေနဲ့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ တပေါင်းလာဆန်းကစပြီးဖျားပွဲတော်ကိုလူအများပြားလာရောက်ကြပြီးဒီနှစ်ပိုင်းနေထဲမှာတော့အစီကားဆုံးနှစ်ဖြစ်တယ်လို့လည်းသိရပါတယ်။ပကံခိကမိဖုရားစောမော်လာတည်ထားတဲ့ရွှေစားရံဖျားရဲ့ပွဲတော်ရဲ့ဟောင်းနှစ်စဉ်တပေါင်းလာပြည့်နေ့ကနေလာပြည့်ကျော်ရှင်ရက်နေ့အထိကိုရက်တီတီကျင်းပတာလည်းဖြစ်ပါတယ်။စေတဲ့တွင်နဲ့နိဆက်ရဒေတာခန်တွေဟာရွှေစာရံဖျားပွဲတော်ရဲ့မတိုင်ခင်တလားလောက်ခဲကရွှေစာရံဖျားကိုလာရောက်လေ့ရှိကြပါတယ်။ ယခုနှစ်မှာတော့အရင်နှစ်တွေကနဲ့မတူဘဲလာရောက်သူများပြားလွန်လှကကြိတ်ကြိတ်တို့စီကားခဲ့တယ်လို့ဖះကိုလာရောက်ခဲ့သူတဦးကပြောကြားထားတာလည်းဖြစ်ပါတယ်။ရွှေဆိုင်ရန်ဖះကိုလာရောက်ဖူးမြော်တဲ့အခါနှဒောင်းကျစီဒီနဲ့အမတော်စောမွန်လာရဲ့ကာဝန်ဟောနန်းတော်ရှိရာကိုလည်းဆက်လီစီလို့တွားရောက်လဲပက်ရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာတော့အမတော်စောမော်လာရှိရာနန်းကိုဆက်လီစီးပြီးတော့သွားရောက်စဉ်အမျိုးသားတအူးဆက်လီပေါ်မှာပြုတ်ကြကရင်းနှစ်တည်ဆုံခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါမျိုးသားဟာရင်းနှစ်နေတာကိုဘေးကလူတွေက မြင်နေကြရတယ်လို့ဆက်လီတွေလည်းရှိနေပေမဲ့အမျိုးသားကပေါ်လိုက်မြုပ်လိုက်ဖြစ်နေခဲ့ပြီးရေစီးကလည်းတန်နေနေတာကြောင့်ရေစီးတဲ့မျိုးပါတော့ကအလုပ်လုပ်နေတာဖြစ်ပါတယ်။ဒီလိုမျိုးပါမလား။အဲ့ဒါမြုပ်သွားပြီ။မမြုပ်သွားပြီဆက်သွားပါဦးခေါင်းလေးပေါ်တော့မစွဲကြမနဲ့ချင်း။မြုပ်သွားရင်မြုပ်သွားဒီဒီဒီနားလုံးမှာပေါ်မှာ။ 哎，你拿了嘛？是嘛呗？哎，你拿了没有？搁到的。蒙蒙，那个鸡尾。我这包里包了的，没有包。包的，那个让包了。哎，让包嘛，哎，让包嘛，哎，让包了不？包掉不掉？哦，龙龙不掉多少？ ောင်းလာတယ်နော်ဟောင်းလက်ခောက်တော့ပေါ်တယ်တနာပါတယ်ကျုံတကယ်နဲ့တာဩဒုက္ခတနာပါတယ်ကျုံကျွန်တော်မြင်လိုက်ရင်လက်ခောက်ကိုပေါ်လာသေးတယ်ဘောင်းလေးပက်လက်ပက်လက်နဲ့ဟဲ့ဟိုမှအဲဟိုဒီဒီမေးစည်းလောက်လေးပေါ်တာမေးစည်းလောက်ပေါ်ပြီးမှပလုံးစုပြန်မြုပ်သွားကြပါပေါ်တဲ့ချိန်နားနဲ့ဒီဘက်နားလောက်သွားကြမှာဒီဒီအနောက်အနောက်နားလောက်သွားကြမှာကြာဒီဒီအနံနေဟုတ်တယ် တနာပါလေသွားကြပြီသွားပြီလေဒီလောက်ပေါ်မလိုက်တော့သွားပြီမဟုတ်ဘူးမျောမျောတော့မှအချိန်နဲ့ပါတော့မှမရဘူးကျွန်တော်ခုနကဝါးနေတာအတိတယ်။အင်းမတ်တောက်ထားတဲ့ချိန်နဲ့ပါတော့တယ်။ဒီမှာ GSC နေတဲ့တောက်တာနဲ့ပြန်ချိုးတာပေါ့ဗျာ။